တောင်ကြီးတစောင်းတိုင်းမိဘုံပြန်ပွဲတော်မှာနင်းလွတ်အယုတ်တွင်စတင်လွတ်တင်ခဲ့ပြီးပထမရက်မှာနင်းလွတ်အလုံး30လွတ်တင်ခဲ့တယ်လို့မိဘုံပြန်ပွဲတော်ကျင်းပရေးကော်မတီထံကသိရပါဗျ။2025ခုနှစ်အောက်တိုဘာ28ရက်မနက်ပိုင်း10:00နာရီကစတင်ပြီးမိဘုံပြန်နင်းလွတ်အယုတ်တွေကိုစတင်လွတ်တင်နေတာဖြစ်ပြီးပထမရက်မှာနင်းလွတ်အယုတ်မိဘုံပြန်ပေါင်းအလုံး30လွတ်တင်ခဲ့တယ်လို့သိရပါဗျ။အော်တိုဘာ29ရက်မနက်9:00ခွဲအချိန်မှာဆေးရော်တန်ကားရော်၅ပါးကိုပင်ဖိတ်ပြီး တောင်ကြီးတဆောင်တိုင်းမေပုံပြန်ပွဲတော်ကျင်းပရင်အမတ်ဘေးအကဲဖြတ်တိုင်းစင်မြင့်ပေါ်မှာအနေရကင်းတရားနာပရိတ်တရားတော်တွေရုပ်ဖတ်ပူဇော်ခဲ့တယ်လို့သိရပါတယ်။ဆရာတော်တန်ခါရတွေထံကတရားတော်နာယူပြီးတဲ့နောက်မနက်၁၀နာရီအချိန်မှာနေလွတ်အယုတ်တွေကိုစတင်လွတ်တင်တာဖြစ်ပြီးပထမရက်မှာနေလွတ်အယုတ်ပေါင်း30ကိုလွတ်တင်ခဲ့တယ်လို့အမတ်ဘေးအကဲဖြတ်တိုင်းအဖွဲ့ထံကသိရပါတယ်။ညလွတ်မိပုံပြန်စင်ရဲမှာစိန်နံပါတ်38လုံး22ပေ25လုံး 25ပြည်ဆက်ရှင်လုံးစုစုပေါင်းညလွတ်အလုံး80ဖြစ်တယ်လို့သိရပါတယ်။ဒါပြင်ဂုံပြွတ်လွတ်တယ်မဲ့ဖြုတ်ပြေးမိဘုံပြန်ဖွင့်မွဲပိတ်ပွဲမှာလွတ်တယ်မဲ့မိဘုံပြန်စုစုပေါင်း9လုံးရှိရလို့သိရပါတယ်။အခုနှစ်မှာနင်းလွတ်မိဘုံပြန်အယုတ်စရင်ဟာခြေ1192လုံးခြေ4104လုံးအုပ်စုအလုံး66လုံးစုစုပေါင်း360လုံးရှိတယ်လို့အမှတ်ပေးအကဲဖြတ်တိုင်းအဖွဲ့ထံကသိရပါတယ်။